ကျွန်တော်တို့နေထိုင်နေကြတဲ့ကမ္ဘာမြေကြီးရဲ့အပြင်ဘက်ကဂလက်ဆီထဲမှာထရီလီယံနဲ့ချီတဲ့ဂြိုလ်တွေရှိတယ်ဆိုတာကိုတော်တော်များများသိထားကြပြီးသားဆိုပေမဲ့ဒီလောက်များပြီးကျယ်ပြန့်တဲ့ဂလက်ဆီထဲမှာဘာကြောင့်မို့လို့အချက်ပြသံတစ်ပန်းဖြစ်တည်မှုတစ်ခုအာကာသယာဉ်တစ်ခုတည်းလေတောင်မှမတွေ့ရတာလေအကုန်လုံးဘယ်ရောက်နေကြလဲ ကျွန်တော်တို့အားလုံးနေကြတယ်ဒီ Milky Way Galaxy ထဲမှာဘီလီယံနဲ့ချီတဲ့ကျယ်စင်စုများစွာရှိပြီးတော့ကမ္ဘာနဲ့ပုံစံတူဂြိုလ်ကြီးတွေလည်းရေတွက်လို့မကုန်နိုင်အောင်ရှိတယ်။အဲ့ဒီကျယ်တွေတဲ့ကတချို့ဆိုရင်နေထက်တော်မှပိုပြီးတတန်းအဖြစ်ကြာမြင့်စဉ်ကလေးဟာအတီးရှိနေတဲ့ဂြိုလ်တွေရှိတယ်။အပြောချင်တာကဒီဂြိုလ်တွေမှာတက်ရှိတတ္တဝါဒါမှမဟုတ်ဖြစ်တည်မှုတစ်ခုခု ပေါ်လာပြီးတော့မျိုးတုံးပြောက်ွယ်သွားလောက်အောင်လုံလောက်တဲ့အချိန်အတိုင်းတစ်ခုရှိထားပြီးသားဂြိုလ်တွေပါ။ အခုချိန်ဒီ radio signal တခုတောင်ဖမ်းမိတာမျိုးလုံးဝမရှိသေးဘူးဒီလိုဘယ်နည်းဆန်ဆန်မေခွန်းတွေနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တယောက်ထုတ်ထားတဲ့ family paradox ဆိုတဲ့ theory တခုရှိတယ်ပြီးရင် family paradox ဆိုတာအဲ့ဒီလူတယောက်ရဲ့နာမည်ကနေပြီးဆိုမှအစဖြစ်လာခဲ့တာ1950ခုနှစ်လောက်မှာအီတလီအမေရိကန်သိပ္ပံပညာရှင် Enrico Fermi က Los Alamos National Laboratory မှာအဲ့ဒီခုနှစ်တွေက UFO ပုံရိပ်တွေပေါ်လာတဲ့အကြောင်းပြောရာနေပြီးတော့မှစခဲ့တယ် အဲ့ကလေးကဖာမီကကျွန်တော်တို့တွေမမြင်နိုင်တဲ့ galaxy ရဲ့တနေရာမှာပုံမှန်မဟုတ်တဲ့ဖြစ်တည်မှုတွေရှိနေနိုင်တယ်ဆိုပြီးယူဆခဲ့တာအဲသူယူဆခဲ့တာဟာဒီတိုင်းစိတ်ကူးယဉ်ခဲ့တာတသက်တခုတည်းမဟုတ်ခဲ့ပဲနဲ့လက်ရှိအချိန်မှာဉာဏ်ရည်မြင့်ဖြစ်တည်မှုဖြစ်တဲ့ကျွန်တော်တို့လူသားတွေနဲ့ထူးဆန်းတဲ့ဂျိုသားဖြစ်တည်မှုတွေကိုရှာမတွေ့တာမျိုးကိုထောက်ပြခဲ့တာဒီလိုပုံမှန်မဟုတ်တဲ့မေကူးတွေကိုနောက်ထပ်သိပ္ပံပညာရှင်တွေဖြစ်တဲ့ Michael Hawk နဲ့ Frank Tipler ကဘာကြောင့်အစင်းမြင့်နေထိုင်မှုပုံစံတွေကိုမတွေ့ရရလဲဆိုပြီးပိုရိုးရှင်းအောင်မေကူးထုတ်ခဲ့ကြတယ် အဲ့ဒီကနေမှတစ်ဆင့် Enrico Fermi ရဲ့ theory Fermi paradox ဆိုပြီးတဖြည်းဖြည်းကျယ်ပြန့်လာခဲ့တယ်။ အတိအကျဆိုရင်တော့ကျွန်တော်တို့ရဲ့ university ဖြစ်တည်လာခဲ့တာက13 billion ကျော်လောက်ရှိနေပါပြီအဲ့ဒါကြောင့်ဒီလိုတက်တန်းကြာနေတဲ့ဒီစကြာဝဠာကြီးထဲမှာဘာတစ်ခုမှမရှိဘူးဆိုတာမဖြစ်နိုင်တဲ့အတွက်ကြောင့်အဖြေရှင်းချက်တွေယူဆမှုတွေကအမျိုးမျိုးပေါ်ထွက်လာနေတယ်ကျွန်တော်တို့အခုနေထိုင်နေကြတဲ့ကမ္ဘာကြီးရဲ့တက်တန်းကအခုဆိုရင်3.8 billion ကျော်နှစ်ရှိနေပြီခုနောင်ကအပေါ်မှာကျွန်တော်ပြောခဲ့တဲ့ glassy တွေကကမ္ဘာတက်တန်းထက်အစာပေါင်း trillion နဲ့ချီပြီးဆိုမှတက်တန်းရင့်နေတဲ့ဂျိုးတွေလည်းအများကြီးရှိတယ် အတုတေသနပညာရှင်တွေပြောကြားချက်အရဆိုကျွန်တော်တို့ Galaxy ရဲ့ habitable zone ကြီးထဲမှာတခြားဂြိုလ်ကြီးပေါင်းခန့်မှန်းကြီးအလုံး60ဘီလီယံလောက်အထိရှိရလို့ဖော်ပြထားတယ်။ဒီလိုအချိန်အကြာကြီးအတွင်းမှာ abiogenesis ဆိုတဲ့ theory နဲ့တက်ရှိတွေဖြစ်ပေါ်လာနိုင်ဖို့အတွက်လုံလောက်တာထပ်ပိုတဲ့အချိန်တစ်ခုရှိတယ်။ liquid water, energy နဲ့ nutrient သာရှိမယ်ဆိုရင်ဘယ်ဂြိုလ်မှမဆိုတက်ရှိတွေဖြစ်ကိုဖြစ်လာနိုင်တယ်။ဒါနဲ့ abiogenesis ဆိုတာအခုလိုသဘာဝအတိုင်းရှိနေပြီးသား liquid water energy နဲ့ nutrient တွေကတဆင့်ဖြစ်လာနိုင်တဲ့သက်ရှိဖြစ်တည်မှုမျိုးပြောတာပါသက်ရှိဖြစ်တည်မှုဆိုတဲ့နေရာမှာကျွန်တော်တို့လူသားတွေလိုပုံစံနဲ့တတဝါတွေလည်းဖြစ်နိုင်တယ်လို့လူသားတွေတခါမှကမန်းပုံဖော်လို့မရတဲ့ပုံစံနဲ့ကြိုးသားတွေလည်းဖြစ်နိုင်တယ်ခုချိန်ထိဘာအရေးရောမှရှာမတွေ့နိုင်ဖြစ်နေရတဲ့အကြောင်းရင်းတွေကကျွန်တော်တို့တွေက ဖြစ်ပေါ်လာခဲ့တာအရှိကိုအရန်ကြိုရောက်နေလို့လည်းဖြစ်နိုင်တယ်လို့လူတွေရဲ့လူနေမှုစနစ်အလုံးလုံးပုံကနောက်ကျလွန်နေရကြောင်းအစင်းမြင့်လူနေမှုပုံစံကိုရှာမတွေ့နိုင်ဖြစ်နေတာဆိုတဲ့သုံးသက်ချက်တွေကလည်းထွက်လာတယ်။ဒီလိုသုံးသက်ချက်တွေကိုထုတ်နိုင်တဲ့အချိန်ထိလည်းအာကာသတွေကဘယ်အရာမှခြေရာခံလို့မရသေးဘူး။တကယ်သာရှိနေတယ်ဆိုရင်တော့အခုချိန်ဆိုရင်ရှာတွေ့ကောင်းရှာတွေ့နိုင်လောက်တင်နေပြီ။ တခြားကျိုးတွေကတက်ရှိတက်တော်ဝါတွေအကြောင်းကိုပြောရင်ဒီမှာဒီကျွန်တော်တို့လူသားတွေရဲ့ဖြစ်တည်မှုကိုလည်းသတိရမိပါတယ်။တကယ်တော့တက်ရှိတွေဖြစ်တည်ပြီးမှကျွန်တော်တို့လူသားတွေကဖြစ်လာခဲ့ကြတာ။ဒါတောင်မှအခုချိန်ထိအတိုးတဆုံးတက်ရှိတွေဆိုတော့ခြိုးသားများလား ဘာဖြစ်ဖြစ်ပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လူသားသမိုင်းကိုအသေးစိတ်သိချင်နေဆိုရင်ကျွန်တော်တို့ရွှေနှုတ် application တွေဟာလူသားမျိုးနဲ့သမိုင်းအချင်း CPN ဆိုတဲ့စာအုပ်မှာဖတ်ကြည့်လို့ရတယ်စိတ်ဝင်စားလို့ဖတ်ကြည့်မယ်ဆိုပြီးတွေးထားတယ်ဆိုရင်တော့ Play Store နဲ့ App Store မှာအခုပဲ download သွားဆဲပြီးတော့စာတွေဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်ဒီလိုမျိုး Galaxy ထဲမှာတကယ်ပဲအခုလိုဖြစ်တည်မှုတွေရှိနေလားမရှိဘူးလားဆိုတာနဲ့ပတ်သက်ပြီး The Drake Equation ဆိုတဲ့နာမည်ကြီး equation တစ်ခုရှိတယ်ဒီ equation ကကျွန်တော်တို့ Galaxy ထဲမှာနီးပညာတိုးတက်ပြီးသားတက်ရှိဘယ်လောက်တောင်ရှိနိုင်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တွက်ချက်ဖို့အတွက် က်ထုတ်ထားတဲ့ equation တခုအပြောရမယ်ဆိုရင်တို့တွေရတာကျွန်တော်တို့ထက်အများကြီးမြင့်တဲ့နည်းပညာတွေသုံးနေတာမျိုးဆို ကျွန်တော်တို့တွေအနေနဲ့ဘလို့မှသိနိုင်မှာမဟုတ်ပါဘူး the drake equation ရဲ့ formula ပါ ဒီ formula ကို SETI ရှေ့ခေါက်ကတော့ search for extraterrestrial intelligence နဲ့ပေါင်းပြီးအာကာသထူးခြားမှုတွေကိုလေ့လာတဲ့အချိန်မှာသုံးတယ်။အခုချိန်ထိလည်းလေ့လာမှုတွေလုပ်နေတော့ဖြစ်တယ်လို့ Fermi Paradox နဲ့ပတ်သက်ပြီးလေ့လာချက်တွေမှာလည်းတော်တော်အသုံးဝင်တဲ့နည်းပညာတစ်ခုဖြစ်နေတော့မှာ။ပြီးတော့ဒီ equation ကိုတွက်ချက်ဖို့အတွက်ဆိုရင်တော့ astrophysics, biology နဲ့ technology ဆိုတဲ့ပညာရဲ့အသုံးကိုနှောချိနေဖို့လည်းလိုတယ်။ တချို့သုံးသပ်ချက်တွေကြတော့လေကျွန်တော်တို့လူသားတွေကိုတရိတ်ဆိုင်ရုံနဲ့အကောင်လေးတွေလိုမျိုးဖြစ်နိုင်တယ်ဆိုသုံးသပ်ထားတာမျိုးတွေလည်းရှိတယ်ဒါကို zoo hypothesis လို့ခေါ်တယ်ပြောချင်တာက advanced civilization ဆိုတဲ့ကျွန်တော်တို့ထပ်ပိုပြီးဆိုမှမြင့်တဲ့ရင်ကျေးမှုဖြစ်တည်မှုတွေကကျွန်တော်တို့တွေကိုတမင်ယူရချက်ရှိရှိရှောင်ရှားပြီးတော့သူတို့ဘာသာသူတို့တနေရာမှာတကားပိတ်ဝါဒကျင့်သုံးပြီးနေထိုင်နေကြတာမျိုးပါအမပေးရရင်ကျွန်တော်တို့လူသားတွေနဲ့တရိတ်ဆိုင်ုံနဲ့အကောင်လေးတွေလိုပါပဲနောက်တစ်ခုကကြတော့လှိလာတဲ့နီလန်တွဲနေတာ အဒါကတော့ဖြစ်တော့ဖြစ်နိုင်တယ်သူတို့တွေက quantum communication လို့ neutrinos communication လို့လို့နီးပညာတွေကိုသုံးထားရင်ကျွန်တော်တို့တွေအနေနဲ့လိုက်ရှာနေလေအပိုပဲအဲကျွန်တော်တို့တွေကအာကာသတွေကိုရေဒီယိုလိုင်းတွေကိုလွတ်ပြီးတော့ရှာကြပြီမဲ့တကယ်လို့သူတို့သာတခြားနီးပညာဒါမှမဟုတ်ကျွန်တော်တို့ထပ်ပို့ပြီးမြင့်တဲ့နီးပညာကိုသုံးပြီးနေထိုင်နေကြတာဆိုရင်ဘလို့မှချေရခံလို့ရမှာမဟုတ်ပါဘူး တကယ်ဆိုဒီ family paradox နဲ့ပတ်သက်ပြီးသုံးသပ်ချက်တွေကအခု20လောက်ရှိတယ်အခုဒီဗီဒီယိုထဲမှာနာမည်အကြီးဆုံးနဲ့အဖြစ်နိုင်ဆုံးဆိုတဲ့သုံးသပ်ချက်တွေကိုအချင်းချုပ်ပြီးဖော်ပြပေးသွားတာအခုပြောပြမယ်နောက်တစ်ခုကတော့ the great filter ဆိုတဲ့ဟာ the great filter ဆိုတာကျွန်တော်တို့နေထိုင်ထောက်လန်းနေတဲ့ကဘာကြီးနဲ့သူတို့နေထိုင်နေတဲ့အပိုင်းကိုအလယ်မှာအလွာတစ်ခုချထားပြီးတော့ဆက်သွယ်တာတွေထောက်လန်းတာတွေလုပ်လို့မရအောင်ကာထားတာမျိုးပါတခြား dimension လို့ပုံစံမျိုးတွေပါပဲ အပြီးရင်သူတို့ရဲ့ဖြစ်တည်မှုက Glassy ရဲ့ဖွဲ့စည်းအနေနဲ့တောင်မပါလိုက်ရခင်ပါပဲတည်ဆုံးသွားတာမျိုးတွေပါသူတို့တွေကတော့ကျွန်တော်တို့ကိုမြင်ကောင်းမြင်နေရလောက်ပြီမဲ့ကျွန်တော်တို့ကတော့သူတို့ရှိနေမှန်းတော့မသိသလိုပါပဲအဲနောက်တစ်မျိုးကတော့သူတို့တွေရှိတော့ရှိနေတယ်ဒါပေမဲ့သတိမထားမိလောက်အောင်တေးလွန်းတာကြောင့်ကျွန်တော်တို့လူသားတွေအနေနဲ့ရှာမတွေ့နိုင်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒီလိုပုံစံသုံးသက်ချက်ကို Grabby Aliens လို့ခေါ်ကြတယ် အရန်ကိုကြီးမာပြီးကြမ်းတမ်းတဲ့တရဝါမျိုးတွေဆိုရင်သူတို့ရဲ့လှုပ်ရှားမှုတွေကိုခြေရာခံနိုင်ဖို့တိတ်မခတ်ပေမဲ့တချို့အကောင်ကြီးကြတော့အဲ့လိုမဟုတ်တော့ဘူးရှိလို့ရှိမှန်းတော့မသိပဲသူဟာနဲ့သူနေနေကြအကောင်လေးတွေလည်းရှိတယ်အဲသူတို့တွေကို Quiet and Lock Alien ဆိုပြီးခေါ်ကြတယ် ဒီလိုသုံးသပ်ချက်တွေနဲ့ theory တွေကိုတာမန်လူတွေကြတော့ Fermi paradox ကဘာဖြေမှထုတ်เสียမှာမလို့ဆိုပြီးယုံထားကြတယ်။ဘာကြောင့်လဲဆိုတော့ alien တွေကကမ္ဘာပေါ်ကိုရောက်လာဖို့ပြီးသားဖြစ်တာကြောင့်လို့ထင်မြင်ယူဆချက်တွေလည်းပေးကြတယ်။ဒါတွေကထင်မြင်ချက်တသက်ဆိုပေမဲ့သိပ္ပံပညာနဲ့ပတ်သက်တဲ့သဘာဝလုံအကြောင်းအရာတွေကဘာမဆိုတသက်ပြချက်တွေလိုအပ်ပါတယ်။လူတွေကဂျိုသားတွေကလည်းတကယ်ရှိတဲ့အပြင်ကဘာပေါ်လာဘူးပြီးသားဆိုပြီးပြောကြတာမျိုးတွေလည်းကြားဘူးကြမှာပေါ့ခုချိန်ထိကဘာပေါ်မှာ ဘဲကဖြတ်သွားမှမသိတဲ့ဘလို့ပျောက်သွားမှမသိတဲ့ယင်တွေ area 51လို့အခုချိန်ထိဘာမှတေချာမသိရတဲ့နေရာတွေရရှိနေတော့မယ်။ ဆိုတော့အခုပြောပြပေးသွားတာက family paradox ဆိုတဲ့ galaxy တွေကလူသားမဟုတ်တဲ့တခြားဖြစ်တည်မှုတွေရှိနေတယ်ဆိုရင်ရောသူတို့တွေဘယ်ကိုရောက်နေကြတာလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာတွေကိုစဉ်းစားလို့ရအောင်ပြောပြပေးသွားတာပါဒီအကြောင်းနဲ့ပတ်သက်ပြီးအခုနားထောင်နေတဲ့လူတွေရောဘယ်လိုမြင်ကြလဲ galaxy ထဲမှာကျွန်တော်တို့ပဲရှိတာလားတကယ်ပဲတခြားဂျိုသားတွေရောရှိနေသေးတယ်လို့ထင်ကြလားဒါမှမဟုတ် family paradox ကြီးကမဖြစ်နိုင်တဲ့မေးခွန်းတသက်လား equation တသက်လားကိုယ့်ရဲ့ထင်မြင်ချက်တွေနဲ့ဒီဂျိုသားတွေနဲ့ပတ်သက်ပြီးဆိုမှကိုစဉ်းစားဘူးတဲ့ ောက်တက်ကဲအတွေးတွေကိုအောက်ကကွန်မန့်မှာမျှဝေပေးသွားပါအောင်ခင်ဗျာ။ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။